ပစ်ဘောအကောက်ဖွင့်နီကိုခဏကျွန်တော်ဒီဗီဒီယိုမှာပြောပြမယ်။ကျွန်တော်အရင်ဆုံးဒီဖစ်ဘောအကြီးနဲ့ဖစ်ဘောအကောက်ဖွင့်မယ်။မရရင်ဒီဖစ်ဘောလိုက်နဲ့ဖွင့်မယ်။ဖစ်ဘောလိုက်နဲ့မရရင် Chrome browser နဲ့ဖွင့်မှာဖြစ်ပါတယ်။ကျွန်တော်တို့က Fishphone VPN ကိုတုံးမှာဖြစ်ပါ။ Not Fishphone Pro ဆိုတဲ့ VPN ကိုတုံးမှာဖြစ်ပါတယ်။ Okay ဒီ VPN ကိုတုံးမယ်။အခုကျွန်တော်ပထမဆုံးဒီဖစ်ဘောအကြီးကိုဖွင့်ပြမှာဖြစ်ပါတယ်။ Facebook account ဖွင့်မှာဖိလို့ဒီမှာ create new account ဆိုရအောင်ကိုနှိပ်လိုက်ပါ။ Okay ဒီမှာဆိုရင် create new account ဆိုရအောင်ကို ပြန်နှိပ်လိုက်ပါ။ဒီမှာ first name last name ရမှာနော်။ first name နေရာမှာထပ်ချင်တဲ့လိုနာမည်ထည့်လို့ရတယ်။ Okay ကိုထပ်ချင်တဲ့နာမည်ထည့်လိုက်ပါနော်။ Okay ထပ်ပြီးဆိုတော့ကျွန်တော်ဒီကောင်ကို next လုပ်ရမယ်။ first name surname ရေးပြီးဆိုတော့ကျွန်တော်ဒီမှာ ကိုယ့်ရဲ့ birthday နော်ကိုမွေးဖတဲ့နေ့လနော်ခုနှစ်ကိုရွေးချယ်ရမှာဖြစ်ပါတယ်။ Okay ကျွန်တော်ဒီဖက်မှာဆိုရင်ခုနှစ်နော်ကိုမွေးဖတဲ့ခုနှစ် Okay ဒီဖက်မှာဆိုကိုမွေးဖတဲ့လဒီမှာဆိုကိုမွေးဖတဲ့ရက်ပေါ့နော်ပြီးရင် set ကိုနေလိုက်ပါ set ကိုနေပြီးရင်ဒီ next ဆိုတဲ့ဟာကိုနေလိုက်ပါ Okay ကိုကရောက်ကြလေးလားမင်းကလေးလားနော်ရောက်ကြလေးဆိုရင် mail မင်းကလေးဆိုရင် female နော်လူကြလေးဆိုရင် male ဘင်းနက်စကိုနေလိုက်ပါโอเคဒီမှာဖုန်းနံပါတ်နဲ့လက်ဖွင့်လို့ရတယ်နော်ဖုန်းနံပါတ်နဲ့လက်ဖွင့်လို့ရတယ်နောက်တစ်ခုအီးမေးလ်နဲ့လက်ဖွင့်လို့ရတယ်ကျွန်တော်ကအီးမေးလ်နဲ့ဖွင့်မှာဖြစ်လို့အီးမေးလ်ကိုနေလိုက်မယ်ဒီမှာကိုယ့်ရဲ့အီးမေးလ်လေးရေးလိုက်ပါနော်ဒီမှာအီးမေးလ်ရေးပြီဆိုတော့ next ကိုနေလိုက်မယ်အခု next ကိုနေတဲ့အချိန်မှာလုံးဝမရတော့ပါဘူးဒီမှာနော် နက်ကိုနှိမ့်တဲ့အခါမှာလုံးဝလုံးဝကိုမရဘူးနော်နက်ကိုထက်ခါထက်ခါနှိမ့်မှလုံးဝကိုမရဘူးအဲအကြောင်းကျွန်တော်အခု Peso Light နဲ့ဖွင့်ကြည့်မယ်နော် Peso အကြီးနဲ့မရလို့ Peso Light နဲ့ဖွင့်ကြည့်မယ်ဒီမှာ Create New Account ကိုနှိမ့်မယ် Okay ဒီမှာ Create New Account ကိုပြန်နှိမ့်လိုက်မယ်ဒီမှာ First Name Last Name ရေးမယ် Nest ကိုနှိမ့်မယ်ဒီမှာကိုမွေးဖားတဲ့ နှစ်ကုမူဖာရလာနော်ကုမူဖာရဆက်ကုနေမယ်နက်ကုနေမယ်ဒီမှာမေးလ်ရောက်ချက်လေးဆိုရင်မေးလ်မင်းလေးဆိုရင်ဖီမေးလ်နော်ဘီနက်ကုနေမယ်ဒီမှာဖုန်းနံပါတ်နဲ့လည်းဖုန်းလို့ရတယ်ကျွန်တော်ကအီးမေးလ်နဲ့ဖုန်းမှာဖီလို့အီးမေးလ်ကိုနေလိုက်မယ်ဒီမှာ email လေးရေးလိုက်မယ်ပြီးရင် next name ။ Nest ကိုနှိပ်တဲ့အချိန်မှာမရတော့ပါဘူး။ခုနလိုပဲဖြစ်သွားပါပြီ။ဖြစ်စို့အကြီးမှ error ဖြစ်တယ်လို့ဒီမှာလည်း error ဖြစ်သွားပါပြီ။အဲအကြောင်းကျွန်တော်အခု Chrome browser နဲ့ဖွင့်မှာဖြစ်ပါတယ်။အခုကျွန်တော် Chrome browser နဲ့ဖွင့်မယ်။ Chrome browser နဲ့ဖွင့်ဖို့အတွက် Chrome browser ထပ်ကိုနှိပ်လိုက်ပါ။ဒီ source နေရာမှာ create Facebook account လို့ email ဒီမှာ join facebook ဒီမှာပေါ်လာပြီးတော့အကောင့်ကိုနင်းလိုက်မယ် okay ဒီမှာ create new account ဆိုတဲ့အကိုနင်းလိုက်မယ်ဒီမှာ first name last name နော် first name last name next ကိုနင်းမယ်ဒီမှာကိုမွေးရက်နဲ့လခုနဲ့နော် ဒီမှာရေးဖို့ဆိုတာအရန်ကိုခက်ပါတယ်အဲအကြောင်းကျွန်တော်ဘာလို့မှလဲဆိုဒီကောင်ကို desktop size ပုံစံပြောင်းလိုက်မယ်နော်ဒီမှာ line 3ခုရှိတဲ့အကောင်ကို name မှပြီးရင်ဒီမှာဒီကောင်ကို desktop size ကိုနှိမ့်လိုက်မယ်အခုဆိုရင်နေလာခုနေရေးဖို့ဆိုတာအရန်ကိုလွယ်ကူမှာဖြစ်ပါတယ်ဒီမှာနော်ဒီမှာနော်ဒီမှာကြည့်လိုက် zoom လို့ဖြစ်ပြမယ်နော်ဒီမှာဒီမှာဆိုရင်ခုနေအခုနေဆိုရင်ငူးရခုနေကိုရွေးချလိုက်မယ် ီမကုမွေလကုမွေမွေရရဲ့ပေါ့နော်ပြီးရင်ကိုကယောက်ျားလေးလားမိန်းလေးလားဖီမေလားမေလားနော်မေလ်ဆိုရင်ယောက်ျားလေးဆိုရင်မေလ်နော်ပြီးရင်ကျွန်တော်ဒီမှာမိုဘိုင်းနံနံပါတ်အီးမေးလ်နော်ကိုကအီးမေးလ်နဲ့ဖွင့်ချင်ဆိုရင်အီးမေးလ်ကိုရေးလိုက်ပါမိုဘိုင်းနံပါတ်နော်မိုဘိုင်းဖုန်းနံပါတ်နဲ့ဖွင့်ချင်ဆိုရင်ဖုန်းနံပါတ်ရေးလိုက်ပါနော် okay ဒီမှာ passport တစ်ခုလောက်ရအောင်ပြပါနော် ခွေးကျွန်တော် passport တခုလုပ်မယ်။ Okay passport လုပ်ပြီးပြီကျွန်တော်ဒီအောက်မှာဆွဲမယ်ဒီမှာ sign up ဆိုတာရှိရနော် account ကိုနင်းလိုက်မယ်။ Okay ဒီမှာ Facebook မှာ code လေးကြားမယ်နော် ခုနကကျွန်တော်ရေးထား Gmail မှာ code ကြားလာမယ် account ကိုဒီမှာရေးလိုက်ယူနေနော်ရေးလိုက်တာနဲ့ Facebook account အတိရသွားပါပြီ။အေး code ကြားလိုက်ပြီနော် account ကိုဒီမှာရေးလိုက်မယ်။ ဟုတ်ကဲ့ကိုကိုကိုရေးပြီးဒီ continue ဆိုတဲ့ဟာကိုနေလိုက်ပါ JS successfully configured အနီမှာအကောက်ရပြီနော် okay ကိုနေလိုက်မယ်ကျွန်တော်ဖေဆိုအကောက်အတိတ်ရသွားပါပြီနော်ဒီလိုပုံစံနဲ့ဖေဆိုအကောက်ဖွင့်လို့ရမှာဖြစ်ပါတယ်အခုချိန်ဒီအလုပ်မပြီးသေးဘူးနော် ကျွန်တော် Facebook အကြီးမှသွားပြီးမှဒီကောင်ကို login ပြန်လောက်ရအောင်ဖြစ်ပါတယ်ကိုလောက်ထားတဲ့အကောင့်ကိုသွားပြီး login လောက်ရအောင်ဖြစ်ပါနော်ဒီမှာအကောင့်အတိအကျရသွားပါပြီ Chrome မှာ Facebook အကောင့်အတိဖွင့်ပြီးပြီဆိုတော့ဒီကောင်ကို Facebook အကြီးမှသွားပြီး login လောက်ရအောင်ဖြစ်ပါနော်ဒီကောင်ကို Facebook အကြီးမှသွားပြီး login လုပ်မယ်နော်ဒီ Facebook မှာသွားပြီး login လုပ်မယ်နော်ခုနဟာဒီမှာရေးမယ်ခုနရဲ့ Gmail နဲ့ password ကိုဒီမှာရေးပြီးမှဖွင့်မယ်အကောင့်နော် ီမှာဆိုရင်အခုဆိုရင်ကျွန်တော်တို့ use ananda အကောင့်ကိုနေမှာနော်အကောင့်လုပ်ပြီဆိုတော့အကောင့်ကို free port တက် use ananda အကောင့်ကိုနေမှာဒီမှာခုန gmail ကိုဒီမှာဒီမှာ email ဆိုနော်ပြီးရင်ခုနလုတ်ထားတဲ့ passport ကိုဒီမှာရေးလိုက်မယ်ပြီးရင်ဒီ login ဆိုတဲ့အကောင့်ကိုနေလိုက်မယ်ဒီမှာနောက်ဖက်ဆိုအကောင့်အတိတ်ရသွားပါပြီเนาะဒီမှာကြည့်လောက်ပြီးရင် skip လုပ်လိုက်မယ် वेलकम टू मेटा ना फेसबुक निमाना फेसबुक मारा ना खुना चना पुन झारा अकाउंट नाम है भाई ना दिमा नॉट नाउ को नहीं मैं स्किप गुलो रहा है ना नेस को मैं दिमा ना स्किप गुलो मैं ओके दिमा फेसबुक अकाउंट ते याद आवा भी ना ဒီလိုပုံစံနဲ့ Facebook account အသေးဖွင့်လို့ရမှာဖြစ်ပါတယ်ဒီမှာနော် Facebook account အသေးရသွားပါပြီနော်ဒီလိုပုံစံနဲ့ပဲ Facebook account အသေးဖွင့်လို့ရမှာဖြစ်ပါတယ်